ာတွင်ပြင်စမသတင်းပတ်ရဲ့တင်းနလာနေရှင်ယောဧဝံဂေလိကျမ်းအခန်းကြီး၈အခန်းငယ်၁မှ၂၀တပန်ယေရှုကငါသည်လောကဤအလင်းဖြစ်၏ငါနောက်သို့လိုက်တော်သူသည်မှောင်မိုက်တွင်သွာလာရမည်မဟုတ်သူသည် အသက်နှင့်ဆိုင်သော အလင်းကိုရလိမ့်မည်ဟု သူတို့အားမိန်တော်မူ၏ ထိုအခါဖာရိစေဦးတို့ကသင်သည်မိမိကိုယ်ကိုတသက်ခံနေခြင်းဖြစ်၍သင်၏တသက်ခံချက်သည်မှန်ကန်မှုမရှိဟု ကိုရောအားဆိုကြ၏ယေရှုကလည်းငါသည်ကိုယ်အကြောင်းကိုတသက်ခံတော်လဲငါ၏တသက်ခံချက်သည်မှန်ကန်၏အကြောင်းမူကားငါသည်မိသည့်အရက်ကလာ၍မိသည့်အရက်သို့သွားမည်ကိုငါသည်တန်တော်မူကားမိသည့်အရက်မှ ငါလာဒီကို၎င်းမိသည့်အရတ်တို့ငါသွားမိကို၎င်းမတိကြတင်တို့သည်လူဤအသွေးသားတိုင်းစီရင်ကြ၏ငါမူကားမိသူကိုမျှမစီရင် အကယ်၍ငါစီရင်လင်လဲငါ၏စီရင်ချက်သည်မှန်ကန်၏အကြောင်းမူကားငါသည်တူးကြီးစီရင်သည် မဟုတ်ဘဲငါကိုဆေလွတ်တော်မူသောသူနှင့် အတူစီရင်သောကြောင့်ဖြစ်၏တင်တို့၏ပညာတရားတွင်တသည့်နှူဤထွက်ဆိုချက်သည်မှန်ကန်၏ဟု ရေးထား၏ငါသည်မိမိကိုယ်ကိုတသည့်ခံ၏ငါကိုစလွတ်တော်မူသောခမည်းတော်သည်လည်းငါကိုတသည့်ခံ၏ဟုမိန်တော်မူ၏ထို့ကြောင့်သူတို့ကတင်းခမည်းတော်သည်အဘယ်မှရှိသည်နည်းဟုမေးကြ၏ယေရှုကတင်တို့သည်ငါကို၎င်း ငါ၏ခမည်းတော်ကို၎င်းမတိကြအကယ်၍တင်တို့သည်ငါကိုတိကြပါလျင်ငါ၏ခမည်းတော်ကိုလည်းတင်တို့တိကြလိမ့်မည်ဟုပြန်ပြေတော်မူ၏ကိုတော်သည်ဤစကားများကိုဗိမာန်တော်အတွင်းဗန္နာတိုက်တွင်ဟောပြောတုံသင်စဉ်မိန့်တော်မူခြင်းဖြစ်၏တို့ရာတွင်ကိုတော်၏အချိန်မကြောက်သေးသည်ဖြင့်မိသူကမျှကိုတော်ကိုမဖမ်းဆီးကြ ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေဒီလူမန်ခရစ်တီလိုက်တော်ခရစ်ခရစ်တော်ရဲ့အလင်းတော်ကျွန်တော်တို့မကြခင်ရက်များမှာဒီအချက်ကိုပို့ပြီးကမှအလင်းနဲ့ထားပြီးထောက်ရှုကြလိမ့်မယ်ဖြစ်ပါတယ်ခရစ်တော်ရဲ့အလင်းတော်ကိုလက်ခံရရှိကြတော့မှာ ဖြစ်ပါတယ်အလင်းပုံစံမျိုးနဲ့သူ့ကိုယ်သူပေးလာခြင်း ပြီးခဲ့တဲ့ရက်တော့ရေပုံစံမျိုးနဲ့သူ့ကိုသူပေးလာခြင်းဒီအချက်တွေကိုကြားပါတယ်စိန်ဂျောင်းရဲ့အင်္ဂလိပ်ကျမ်းတွေဟာဒီလိုသင်္ကေတဆောင်တဲ့အရာတွေများစွာအသုံးပြုထားတာဖြစ်ပါတယ်ကိုစားပြုတယ်ရေကိုစားပြုတယ်အလင်းကိုကိုစားပြုပြီးသူ့ကိုသူပေးလာခြင်းဖြစ်ပါတယ်ဒါပထမတစ်ချက်ကျွန်တော်တို့တယောက်စီရဲ့ဘဝဟာမောင်းမိုက်လွှမ်းမိုးတဲ့ခြိုက်ဝန်းမှာ ရှောင်နေကြတဲ့ပုံကများလို့ပဲဖြစ်ကြပါတယ်။လောကအရာမှာအခက်ခဲမရှိအဆင်ပြေနေချိန်မှာတော့မှဘဝဟာတစ်ခါတလေဝေဒီဝေဝါမှုံဝါဝါဖြစ်နေတတ်သလိုတစ်ခါလေးမှမှောင်မိုက်နေတတ်ပါတယ်။ကိုကိုယ်တိုင်ရဲ့အပြစ်ဝန်တော့ရှုပ်ထွေးမှုကြောင့်တော်လကောင်းနေဆက်တဲ့လူများသို့မဟုတ်အပြင်ပအဖွဲ့အစည်းမှရှိတဲ့ပုံကူများရဲ့ အပြစ်များကြောင့်လောကကြီးတစ်ခုလုံးဟာမောင်းမဲနေပါတယ်။သေမင်းအရေးလွှမ်းမှုတဲ့ဂျန်ဝမ်ကဲ့သို့ ဖြစ်နေပါတယ်ကျွန်တော်တို့ဒီနေ့ဆူတောင်းတဲ့ဆာလံမှာလိုပဲ။သို့တော့ဒီချားထဲမှာအလင်းရှိပါသေးတယ်။ဒီချားထဲမှာမျောလင့်ချက်ရှိပါသေးတယ်။ဒီချားထဲမှာ ပန်းတိုင်ရှိပါသေးတယ်။ဒါဟာပါစကားရဲ့ message ပဲဖြစ်ပါတယ်။သူကိုယ်တိုင်ရှိတယ်။သူကိုယ်တိုင်ဒီ အရာတွေအလုံးကိုအတိတ်ပဲပေးလျက်ရှိတယ်။ကျွန်တော်တို့ဘုရားပူလောင်နေတော်လည်းပဲသူရှိခြင်းအဖြစ်အေးမြနေပါတယ်။အန္တရာယ်အပေါင်းမှရှိတဲ့ဂျိုင်ဝမ်းမှရှိတော်လည်းပဲသူရှိခြင်းအဖြစ်လုံခြုံလျက်ရှိပါတယ်။ကျွန်တော်တို့ဘုရားငတ်မွနေတယ်။အမျိုးမျိုးသောဆာလမှုတွေရှိနေကြတော်လည်းပဲသူဟာသာဝရတိမဲ့စကြစီတို့ခေါ်ဆောင်သွားလျက်ရှိပါတယ်။ သူ့ကိုယ်သူပေးလျက်ရှိပါတယ်ဒီနေ့ကြားတဲ့ပွဲတော်အခင်းချင်းကျူးရဲပွဲတော်အခင်းချင်းမှာသူ့ကိုယ်သူတခန္တနာအလင်းဖြစ်ပေးလာခြင်းဖြစ်ပါတယ်ဒါဟာတရားဝင်ပေးလာခြင်းဖြစ်တယ်သူတို့ရဲ့ထုံတန်းစင်လာထဲမှာဝင်ပြီးသူ့ကိုယ်သူပေးလာခြင်းပဲဖြစ်ပါတယ်တခန္တနာတကယ်လည်းပဲရရှိကြပါတယ်ယုံကြည်သူတွေအမျိုးမျိုးသောဘဝအခြေအနေရှိတော်လည်းပဲအမျိုးမျိုးသောဆင်းရဲပမှန်ခြင်းတွေအတိုက်ခိုက်တွေအမျိုးမျိုးသောခါးသီးမှုတွေ အမျိုးမျိုးသောနှိပ်စက်ညှဉ်းပန်းမှုတွေအမိုက်မောင်းတွေဂျားထဲမှာနေထိုင်အသက်ရှင်ကြတော့လည်းပဲအလင်းဒီရအားလုံးကိုအောင်မြင်နိုင်တဲ့ပုံကူဟာသူတို့နဲ့ရှိတယ်ဆိုတဲ့အချက်ဟာတေချာမှုတစ်ခုပဲဖြစ်ပါတယ်။ပါစကားပွဲတော်အဖြစ်ဒီအချက်ကိုတတ်သိပြခဲ့ပြီလည်းပဲဖြစ်ပါတယ်။ဒီနေ့ပြောတဲ့စကားအဖြစ်ပြောတဲ့အရာဟာမကြတော့မဲ့ယမန်မှာသူကိုယ်တိုင်ရဲ့ဒုက္ခခံခြင်းအသေးခံခြင်းရှင်မြတ်ထမြောက်ခြင်းအဖြစ်တတ်သိပြတော့မှာဖြစ်ပါတယ်။ ဒီချိန်လေးကစပြီးယုံကြည်သူတွေဟာသူတို့အလယ်မှာ အလင်းရှိတယ်ဘလောက်ပဲမောင်းနေမောင်းနေလောကကြီးမှာဘလောက်ပဲကြောက်စရာကောင်းကောင်းလောကကြီးမှာဘလို့ပဲမလုံခြုံမှုတွေရှိရှိဒီပုဂ္ဂိုလ်ရှိနေခြင်းအဖြစ်ဒီအရာတွေတက်ကြီးမြတ်တဲ့ချစ်ချင်းရှိနေတယ်ဒီအရာတွေတက်ပိုပြီးစွမ်းအားတကူရှိတဲ့မေတ္တာတော်ရှိနေတယ်ဒီအရာတွေတက်ပိုပြီးကမှအတိတ်ဘဝကိုပေါ်ဆောင်ပေးနိုင်တဲ့ သူကိုယ်တိုင်ဟာအလင်းဖြစ်ရှိနေတဲ့ဆရာကိုကျွန်တော်တို့ယုံကြည်ကြပါစို့ခရစ်သူရဲ့အလင်းတော်ဖျာသခင်အားယေရှုတင်ပါသည်